ဒေါ်နယ်ထရန့်ကိုစိန်ခေါ်လိုက်တဲ့ပူတင်ယူကရိန်းစစ်ဘက်ကပုံမပြင်းထန်မယ်လို့ရာဇဝံပေးမိဂါယူကရိန်းကိုတူမော်ဒုံးကြီးထောက်ပံ့ပေးနိုင်မှုပေါ်နက်ဆိုင်စွာစိုးရိမ်မိအောင်ရုရှားကပြောကြားခဲ့ပြီးစစ်ပွဲကပပောင်းဆောင်ကနေကျင်းပြင်းထန်တဲ့အခိုက်အတန့်ကိုရောက်ရှိသွားပြီဖြစ်တယ်လို့တတိပေးကတော့ရောက်တာသတင်းဌာနမှာဖော်ပြထားပါတယ်။ယူကရိန်းကိုတူမော်ထောက်ပံ့ပေးဖို့သဘောတူညီရင်မပြူမီရုရှားနဲ့ယူကရိန်းကြားစစ်ပွဲကိုအချိန်မမြင့်လို့ကြောင့်ပူတင်ကပြောပါတယ်။ ကိုချိန်ရပပေါင်းစုကတင်းမာမှုတွေတိုးမြင့်လာတဲ့ဆိုတဲ့အချက်နဲ့ပတ်သက်လာရင်တကယ်ကိုအံဩစရာကောင်းတဲ့အခိုက်အတန့်ပါပဲလို့ပူတင်ကပြောပြထားပါတယ်။ဒါမှဒီကိစ္စနဲ့ပတ်သက်ပြီးထရန့်ကတရားရဲဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီလို့အော်တိုဘာလာ7ရက်နေ့ကပြောခဲ့ပါတယ်။တမောဒုံးကြီးတွေကအကွာအဝေးကီလိုမီတာ2500လောက်ထိသွားနိုင်ပြီးယူကရိန်းကအဲ့ဒီဒုံးကြီးတွေကိုရုရှားနိုင်ငံမော်စကိုပါဝင်နှဆိုင်နဲ့တိုက်ခိုက်မှုတွေမှာလည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ရုရှားနဲ့ပြည်နယ်ယူကရိန်းစစ်ပွဲမှာယူကရိန်းအတွက်ရှီတလန်း တိုးစီနိုင်မဲ့တာဝေးပြစ်တိုးမှာတော့ဒုံးကျည်တွေကိုယူကရိန်းကိုပို့ဖို့စဉ်းစားနေတယ်လို့အမေရိကန်သံတမန်တော်နဲ့ထရန့်ကပြောပါတယ်။ယူကရိန်းကိုတိုးမှာတော့ဒုံးကျည်တွေပို့မလားဆိုပြီး F1 လေယာဉ်ကြီးပေါ်တက်ခါနေသံတမန်ထရန့်ကိုမေးတဲ့အခါသူကကြီးကြတာပေါ့လေ။ကျွန်တော်တို့ပိုးကောင်းလဲပို့နိုင်မယ်လို့ပြန်ဖြေခဲ့တာဖြစ်ပါတယ်။သံတမန်ထရန့်နဲ့ယူကရိန်းသံတမန်ဇလန်စကီတို့ပြီးခဲ့တဲ့စနေတနင်္ဂနွေနေ့ရက်နေ့မှာ ဒုတိယအကြိမ်ဖုံးပြောခဲ့ကြပြီးမှထရန့်ကခုလိုပြောလာတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းရုရှားရဲ့တိုက်ခိုက်မှုတွေကိုတံပြန်မှုစီးရင်အားခိုင်မအောင်ဇလန်စကီးကလှုပ်ဆောင်နေပါတယ်။မော်စကိုဘက်ကတော့ယူကရိန်းကိုတာဝန်ပြည်ဒုံးကြီးတွေပေးမဲ့ဆိုရင်ပြည်မခကြီးမားတဲ့တင်းမာမှုတွေဖြစ်စေမယ်လို့အမေရိကန်ရုရှားဆက်ဆံရေးလည်းမျက်နှာပြက်စရာဖြစ်လိမ့်မယ်လို့အစိုးရပိုင်းမှာပြောပြထားပါတယ်။ဒုမောင်းဒုံးကြီးတွေကမိုင်မော1500အထိသွားနိုင်ပြီးယူကရိန်းဘက်ကနေပြင်မော်စကိုအထိရောက်နိုင်ချေရှိပါတယ်။ ထွားအစ္စရေးကိုမထွက်ခခင်မှာတရင်တောက်တည်နဲ့ပြောခဲ့တာဖြစ်ပါတယ်။ယူကရိန်းတောင်းသားတဲ့တူမော်ဒုံးကြီးတွေကိစ္စရုရှားနဲ့သူစကားပြောနိုင်ရင်ရှိရလို့လဲထရန့်ကပြောဆိုထားပါတယ်။လုံနိုင်မယ်လို့မျှော်မှန်းထားတဲ့စစ်ပွဲကိစ္စအဖြစ်ရှားရေးမလုံနိုင်ဘူးဆိုရင်တော့ပေးဖို့ရာအကြောင်းဖန်သွားလိမ့်မယ်လို့ကျွန်တော်သူတို့ရုရှားကိုပြောကောင်းပြောမယ်။တူမော်ဒုံးကြီးတွေသူတို့ရုရှားဘက်ကိုလှည့်လာတာမျိုးသူတို့ဖြစ်ချင်မလားဆိုရင်မဖြစ်ချင်ဘူးလို့ပဲကျွန်တော်ကထင်ပါတယ်လို့တမ်ရန်ကပြောပြထားပါတယ်။ ကိဗာတာဝေးတုံးကြီးတွေပေးဖို့တောင်းထားတာကြာပြီဖြစ်ပြီးဒီတုံးကြီးတွေကရှေ့တန်းစစ်မျက်နှာအကျော်ကရုရှားမျိုးတွေအထိရောက်နိုင်တယ်ဆိုတာမျိုးကိုအလေးပေးပြောနေပါတယ်ဆလန်စကီးနဲ့ဖုံပြောတုံးကတော့ထွန်းကတာဝေးပြစ်လက်နက်တွေလေကြောင်းကာကွယ်စနစ်တွေတိုးမြင့်ရေးလို့ယူကရိန်းရဲ့စီးရေးစွမ်းဆောင်ရေးကိစ္စတွေဆွေးနွေးခဲ့ပါတယ်ယူကရိန်းမှာတော့မျိုးတော့ကိဗတ်အပါဝင်မျိုးကြီးတွေကရုရှားနဲ့ရုရှားရဲ့ဒရုန်းနဲ့ဒုံးကြီးတွေတန်းကိုကြီးကြီးမားမားခံနေရပါတယ် ရုရှားကစွိုင်းဖြတ်တောက်ဖို့ရည်ရွယ်ပြီးယူကရိန်းရဲ့စွိုင်းဆိုင်ရာအခြေခံအဆောက်အဦကိုပြစ်မှတ်ထားနေပါတယ်2022ခုနှစ်ဖေဖော်ဝါရီလမှာယူကရိန်းကိုအင်အားဖြင့်ကျူးကျော်မှုစတင်ခဲ့တဲ့ရုရှားကတွန်မောက်ဒုံးကြီးရဲ့စစ်ပွဲရဲ့လမ်းကြောင်းကိုအရှိပြောင်းမဖြစ်စေမဲ့အကြောင်းဖော်ပြောလို့ရှိပါတယ်အော်ဒဂလာ၁၇ရက်နေ့မနက်အစောပိုင်းကနေ့လယ်ပိုင်းဒီ drone 88စင်းနဲ့ရုရှားကတိုက်ခိုက်ခဲ့ပြီး54စင်းကိုပြစ်ချနိုင်ခဲ့ကြောင်းယူကရိန်းလေတပ်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ drone 80စင်းကပြတ်မှတ်တွေစီရောက်မလာပဲ ကြံတုံးတွေကတော့ခြာနေဘက်အိုဒဆာနဲ့ဆူမီဒီဇာကျေးရွာတွေကလူနေအိမ်တွေနဲ့ကားတွေကိုထိမှန်ခဲ့တယ်လို့ဆိုပါတယ်ရုရှားတိုက်ခိုက်မှုကြောင့်ခြာနေဘက်ဒေသကဒေသခံစွိုင်းကုမ္ပဏီကကားတစီထိခိုက်ပြစီဝင်နန်းဦးသေးဆုံး၃တန်ရရခဲ့တယ်လို့ယူကရိန်းအရေးပေါ်ကူညီကယ်ဆယ်ရေးဌာနတာဝန်ရှိသူတွေကပြောပါတယ်။အိုတဆာဒေသမှာတော့လူနေအိမ်တလုံးကိုဒရုန်းတိုက်ခိုက်ထိမှန်ပြီးကလေးငယ်တအူးသေးဆုံးပြီးနှုတ်ပြင်းထန်တန်ရရခဲ့တယ်လို့ဒေသဆိုင်ရာအရက်ဖတ်စွိုင်းအခြေခံအဆောက်အုံတစ်ခုကိုထိမှန်ခဲ့ကြောင်းလဲ ယူကရိန်းအရေးပေါ်ကူညီကယ်ဆယ်ရေးဌာနကတာဝန်ရှိသူတွေကပြောဆိုထားပါတယ်။2022ခုနှစ်တုန်းကရုရှားရဲ့ကျူးကျော်စစ်မဆလာခင်ကရှိခဲ့တဲ့နယ်မြေပိုင်နက်အတွင်းယူကရိန်းကပြန်လည်ရရှိပြီးစစ်ပွဲကိုအဆုံးသတ်နိုင်မယ့်အလားအလာမျိုးနဲ့တွေ့နေရတယ်လို့ထရန့်ကပြောပါတယ်။တနည်းအားဖြင့်ရုရှားကလက်ပလာနဲ့အိမ်ပြန်ရမယ်ဆိုတဲ့သဘောပါပဲ။ဒီချင်းနေရာပြန်စဉ်းစားကြည့်ရင်လက်တွေ့ကြဖို့အတော်ခဲပြီးမထရန့်ကတော့တကယ်ပဲအဲ့လိုပြောသွားခဲ့တာဖြစ်ပါတယ်။ တင်းနောက်တွေကဘာကြောင့်ဒီလိုယူဆရတယ်လဲလို့မေးတဲ့အခါထရန့်ကအရင်တုန်းကရုရှားရဲ့စီးပွားရေးအခြေအနေနဲ့ပတ်သက်လို့တိတိကျကျတည်မထားတာကြောင့်ဖြစ်ကြောင်းအခုတော့ပိုပြီးစုံလင်ခိုင်မာလာတဲ့အချက်လက်တွေကရုရှားတော်လည်းစစ်ကိုအချိန်ကြာကြာဆက်တိုက်ဖို့မလွယ်တော့ဘူးဆိုတာပုံမြင်သာလာနေလို့ဖြစ်ကြောင်းထရန့်ကဖြေခဲ့ပါတယ်သူကရုရှားဆိုတာအင်းနီချင်းနိုင်ငံငယ်လေးကို၃နှစ်ခွဲလောက်ဆက်တိုက်နေတာတော့မနိုင်လို့စက်ကူကြအဆင်ဖြစ်နေပြီလို့ဆိုတာမျိုးကိုလည်းမှတ်ချက်ပေးသွားပါသေးတယ် ရှုကတော့ထွန်းအခိုင်မာတဲ့အချက်လက်တွေပေါ်အခြေခံတာမဟုတ်ဘဲသူတိထားကြားထားတဲ့အပေါ်ရန်ကိစ္စတွေပေါ်မူတည်ပြီးကောက်ချက်ချရဲ့စကားတွေပြောလို့ရှိတာကြောင့်အခုကိစ္စရဲ့ဖြစ်နိုင်ခြေကိုလည်းတန်လျာနဲ့စမ်းစစ်နေကြပါတယ်။နောက်ပြီးဒီစကားကိုထွန်းမပြောခင်နဲ့သူနဲ့နောက်ဆုံးတွေ့ခဲ့တဲ့ကတော့ဇလန်စကီးပါ။ဇလန်စကီးအနေနဲ့လည်းရုရှားနဲ့စစ်ပွဲမှာယူကရိန်းဘက်ကအာသာချက်တွေပါရရထားတယ်လဲဆိုတာကိုထရန့်စီမဖြစ်မနေတင်ပြဖို့လိုအပ်ပါတယ်။ဒီတော့ဇလန်စကီးစီကခြေကားထားတဲ့အချက်လက်တွေကိုနားထောင်ပြီး ထရန့်ကအရှိတရားတက်ပို့တဲ့ကောက်ချက် စကားတခုပြောခဲ့သလားဆိုလာမျိုးသုံးသက်မေးခွန်းထုတ်တာတွေလည်းရှိနေကြပါတယ်ဒါပေမဲ့တဖက်မှာလည်းရုရှားရဲ့စီးပွားရေးအကြီးအကျယ်ရင်းရိုင်နေတယ်ဆိုတော့ထရန့်စကားကတော့မန်ကန်နေပုံပေါ်ပါတယ်။ယူကရိန်းစစ်ပွဲကိုအကြောင်းပြုပြီးအနောက်မဟာမိတ်နိုင်ငံတွေကရုရှားကိုစီးပွားရေးရပိတ်ဆို့အရေးယူတာတွေကရေရှည်မှာပူတင်ရဲ့အဆိုရကိုကျင်းသေးပေါက်ထိခိုက်စေပါတယ်။နောက်ပြီးနိုင်ငံရဲ့အကြီးအကျယ်ပြည်ပဝင်ငွေရင်းမြစ်ဖြစ်တဲ့ရေနံနဲ့စွိုင်းထုတ်ကုန် တင်ပို့မှုတွေမှာလည်းရုရှားဟာဗပောင်းစုံကထိုးနှက်တာခံနေရပါတယ်ပိတ်ဆို့မှုတွေကြောင့်ရေနံတင်ပို့နိုင်စွမ်းကျသွားတယ်ပြီးယူကရိန်းရဲ့မဟာဗျူဟာပြောင်းလဲရရုရှားရဲ့ရေနံချက်စက်ယုံတွေစွိုင်းထုတ်ကုန်စက်ယုံတွေကိုပို့ပြီးထိထိရောက်ပြစ်မှတ်ထားတိုက်ခိုက်လာနေတာကရုရှားကိုပြည်တွင်းမလုံလောက်မှုပြဿနာနဲ့ပါရင်ဆိုင်လာစေရပါတယ်ဥဆုံးရုရှားကတပ်စီတွေပြပတင်ပို့မှုကိုနှစ်ကုန်တိဆိုင်းငံ့ထားရပြီး ဒီဇယ်တင်ပို့မှုတွေကိုလည်းကန့်သက်ထားရပါတယ်ရုရှားပိုင်နဲ့ရုရှားထိန်းချုပ်ရာယူကရိန်းရဲ့ဒေသအချို့မှာအခုဆိုရင်စီမလောင်းလို့ခွဲထားတဲ့ရောင်းချပေးရတဲ့ပြဿနာမျိုးတွေအစားဖြစ်လာနေပါပြီတနည်းအားဖြင့်စစ်ကြောင်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကရုရှားပြည်သူတွေရဲ့နေစဉ်ဒုနေမှုဘဝကိုပုံမူရိုက်ခတ်လာနေပြီဖြစ်ပါတယ်ဒီချက်တွေကပိုဆိုးလာမယ်ရုရှားရဲ့ပြည်သူတွေနဲ့နေစဉ်ပြတ်သားနေတိုင်းဘဝတွေပုံမူဆိုက်ဆင်းလာမယ်ဆိုရင်စစ်ပွဲကိုဆက်ပြီးထောက်ခံကြတော့မှာမဟုတ်ပါဘူး